thank uh you -huh. မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်တန်တောင်ကြီးမြို့နယ်စစ်တပ်ရဲ့အရာရှိတိုက်ခိုက်ရေးတနန်းကြောင်ကိုရှော့လိုက်တုံးနဲ့ထပ်မံတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ပြည်နောင်တမျိုးရှိအစံဖက်စကောင်စီရဲ့တပ်မတော်ကြီးတိုက်ခိုက်ရေးကြောင်ကိုတော်လိုင်းတပ်ဖွဲ့တွေကမေလ19ရက်မနက်9:30မှ10:00တမမရှော့လိုက်တုံးလေးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့တပ်မတော်ကြီးတိုက်ခိုက်ရေးကြောင်ပြည်နောင်တွင်ကို10:30မှရှော့လိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာ၄လုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ ကြောင့်လည်းထိခိုက်တိဆုံးမှုအခြေအနေကိုစုံစမ်းလျက်ရှိတယ်လို့ဆိုပါရယ်အဲ့ဒီတိုက်ခိုက်မှုကို Brave Warrior for Myanmar BWN ရဲ့ဦးဆောင်မှုနဲ့ Mountain Nine Civilian Defense Force MKCD ရဲ့ Anti-Crow People Liberation Force ACPLF အဖွဲ့တို့က KNL တပ်မဟာနှင့်တိုင်ရင်းကနေပူးပေါင်းပြီး Mission 38ကိုဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါရယ် အဆိုပါကျောင်းဟာအောက်မြမာပြည်ရှိစာကားစတရင်တပ်ဖွဲ့တွေကိုဦးဆောင်နေတဲ့အရာရှိတွေအတွက်တက်စုမှုတက်ခွဲမှုတရင်မှုတင်နန်းတွေပေးနေတဲ့တင်နန်းကျောင်းဖြစ်တယ်လို့စစ်ကောင်စီရန်တရားကိုအမိန်ပေးကုတ်ခဲနေတဲ့စာကားစအရာရှိတွေကိုပြည်သူကိုစားတံပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ BWM ဖွဲ့ကသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။နောက်ထပ်တစ်ပုဒ်အနည်းနဲ့စာတင်ကျောင်းဘုံချင်းတယ်လို့သတင်းထွက်ခဲ့တဲ့လီရင်မှုမိသားစုပိုင်ပွဲရုံဟင်းတရမျိုးဓမ္မယုံမှာကုံလောင်ထားလို့ဒေသခံများမကြည်နဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းတပင်းရင်းမျိုးနဲ့ အိုးဒိန်တင်ရွာစာတင်ကြားကိုတိုက်လေရင်နဲ့ပုံကျဲခဲ့တဲ့လီရင်မှုလို့သတင်းထွက်ပေါ်ခဲ့တဲ့ဒုတိယဗိုလ်မှူးကြီးစောမင်းထင်ကျော်မိသားစုပိုင်ဟင်းဒရာမျိုးမှပွဲရုံကရက်ွက်ပိုင်ဓမ္မရုံမှကုံလောင်ထားလို့ဒေသခံတွေကမကြည်မနှက်ဖြစ်နေပါတယ်။ဒုတိယဗိုလ်မှူးကြီးစောမင်းထက်ကျော်ရဲ့မိသားစုကဟင်းဒရာမျိုးတာ90မြောက်ရက်ွက်အင်ကပတ်နွေတန်ကဌာနပြီးမှကောင်းမြတ်ပွဲရုံနဲ့လှဲရင်ဆိုင်ပြွေးပစ္စည်းဆိုင်ဖွင့်ထားပါတယ်။ ၎င်းတို့ရဲ့ကုံစီများကိုຫນွေတန်ကဌာနအဆောင်တွင်မှလှောင်ထားတယ်လို့ဒေသခံတအူးကပြောပါရတယ်။သူတို့ကဓမာယုံနဲ့ကက်လျက်မှာခြံဝယ်ပြီးပွဲရုံဖွင့်တာသူတို့ခြံထဲမှာကုံနေပြည်ပြီးဆိုရင်ဓမာယုံထဲမှာထားတယ်။ရက်ွက်အုပ်ချုပ်ရင်မှုပိုင်းကလည်းသူတို့ကိုခွင့်ပြုပေးထားတယ်။တိုင်တို့တော်လူကတော့လုံးဝမရဘူးလို့ဒေသခံတအူးကပြောပါရတယ်။အစိုးရပွဲရုံကိုဒုတိယဘုံမြင့်ကြီးစော်မင်းထင်ကျော်ရဲ့အဖေဦးကျော်တန်းနဲ့ဒေါ်ဝင်းကြီးတို့ကဦးစီးလောက်ကိုင်နေခြင်းဖြစ်ပါရတယ်။မြို့သီးထွက်တဲ့ယာတီမှာပတ်ဝန်းကျင်မှာမြို့သီးနံများမွန့်နေပြီးတော့ပတ်ဝန်းကျင်ဒီမှာလူများရိရဲ့ကျန်းမာရေးအတွက်စိုးရင်စရာဖြစ်ကြောင်း ဒေသခံတို့ကပြောပါရယ်သူတို့ရဲ့ရှီလန်းမှာစံမာရီဌာနကနန်းစီဒီယန်တယောက်ရှိရယ်အဲ့ဒီမိမကလည်းမတားဘူးနန်းတွေပေါင်းပြီးပတ်ဝန်းကျင်ကိုဒုက္ခပေးနေရလို့ဒေသခံတို့ကပြောပါရယ်ဒုတိယပုံမူကြီးစောမင်းထင်ကျော်ကစစ်တပ်ကတော့ပတ်စဉ်44စင်းဖြစ်ပါရယ်၎င်းတို့မိသားစုကဟင်းဒရာမျိုးနဲ့ချင်းဖို့ချင်းရွာအုပ်စုမှဖြစ်ပြီး2015ခုနှစ်ဝင်းကျင်မှာမြို့ဝါကိုပြောင်းရွှေ့လာခြင်းဖြစ်ကြောင်းဟင်းဒရာမျိုးနယ်အတွေ့အကြုံအုပ်ချုပ်ရေးမှူးရုံးနဲ့နီးစပ်သူကပြောပါရယ်၎င်းရဲ့ညီရင်းဖြစ်သူချမ်းမြေကျော်မှလည်းစစ်ကောင်စီတပ်မှစစ်တပ်သားဖြစ်ကြောင်းသိရပြီးအဆင င်းကိုတော့မသိရသေးပါဘူး၎င်းတို့လက်ရှိနေထိုင်တဲ့အိမ်ကစစ်တပ်အငြိမ်းစားစံခိုင်ပါတီထိတ်တန်းကောင်းဆောင်ဖြစ်ခဲ့တဲ့ဦးထေဦးအိမ်နဲ့မှလန်းမကန်းမှရှိပါတယ် ဒုတိယဗိုလ်မှူးကြီးစောမင်းထင်ကျော်ကမေလ12ရက်ကစကိုင်းတိုင်းတပင်ရင်မြို့နယ်အိုးဒိန်တွင်ရွာစတင်ကြားကိုတိုက်လေရင်နဲ့ပုံကျဲခဲ့တဲ့သူလို့ Facebook လူမှုကွန်ရက်မှာသတင်းကြေကြေပြန်ပြန်ထွက်ပေါ်လာခဲ့ပါတယ်။ပုံကျဲသူမှာ၎င်းဟုတ်မဟုတ်ကိုတော့သတင်းဌာနကတီးကြားအတိမပြုနိုင်သေးပါဘူး။ဒါပေမဲ့ပြည်သူလူထုနဲ့တော်လိုင်းအင်အားစုအတိုင်းဝိုင်းမှာ၎င်းကိုပြင်းပြင်းထန်ထန်ဝေဖန်ရှုံချခဲ့ကြပါတယ်။အိုးဒိန်တွင်ရွာစတင်ကြားတိုက်ခိုက်ခံရမှုမှာဆီယမ်မာနှုတ်နဲ့ចောင်းသားចောင်းသူ22ဦးစုစုပေါင်း24ဦးသေဆုံးပြီးတရားကြောဒဏ်ရာရခဲ့ပါတယ်။အဆိုပါအမှုကိုတရားမျှတမှုပြန် ်လည်ရရှိတဲ့အထိစစ်ဆေးဖော်ထုတ်မယ်လို့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ဒုတိယဗိုလ်မှူးကြီးစောမင်းထင်ကျော်ရဲ့သတင်းထွက်ပေါ်လာပြီးရနောက်ဟင်္သရမြို့ပေါ်မှာစစ်ကောင်စီကစစ်စီရေးတင်းကျပ်ခဲ့ကြောင်းမြို့ကန်သူကပြောပါရယ်ဒါပေမဲ့၎င်းတို့ရဲ့မိသားစုပိုင်ပွဲရုံကိုဆက်ဖွင့်ထားဆဲဖြစ်ကြောင်းဒေသခံတွေကပြောဆိုခဲ့တယ်လို့သတင်းမှာဖော်ပြထားပါရှင်။ တပရင်စာတင်ကြောင်းလေးကြောင်းတိုက်ခိုက်မှုနဲ့စင်ရဆွေးမှုတွေအတွက်မင်းအောင်နိုင်ပါဝင်စစ်ကောင်ဆောင်များအမိန်ပေးသူလက်တွေ့လှုပ်ဆောင်သူနဲ့တရင်အမှန်ဖုံးကွယ်တဲ့စစ်လော်ဘီတွေကိုအရင်ယူမယ်လို့ NUG ကြီးညင်ညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတပရင်စာတင်ကြောင်းလေးကြောင်းတက်ခတ်မှုနဲ့ဆင်ရဆွေးမှုတွေအတွက်စစ်ကောင်ဆောင်များအမိန်ပေးသူလက်တွေ့လှုပ်ဆောင်သူနဲ့တရင်မှန်ဖုံးခွေတဲ့လော်ဘီတွေကိုအရေးယူမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကကြေညာပါတယ်။အကြံဖက်ဆေးအုပ်စုကျူးလွန်ခဲ့ကျူးလွန်လျက်ရှိတဲ့ဆင်ရဆွေးမှုတွေမှာအဓိကတာဝန်ရှိသူစစ်ကောင်ဆောင် ောင်များအမိန်ပေးစီခိုင်းသူအရာရှိများလက်တွင်လုပ်ကိုင်ဆောင်ရွက်နေသူလေးရင်မှုများအကြံဖတ်တပ်ဖွဲ့ဝင်များပံပိုးကူညီသူအားပေးအားမြောက်ပြုသူများနဲ့တရင်မှန်ကိုဖုံးကွယ်လေးညာနေကြတဲ့စစ်တပ်လော်ဘီများအလုံးကိုဥပဒေနဲ့ညီအပြစ်ပေးအရေးယူနိုင်ဖို့အတွက်နိုင်ငံတကာတရားရုံးများနိုင်ငံအလိုက်တရားရုံးများတာမကပြည်တွင်တရားဥပဒေရေးနဲ့ပါတရားများတမှုဖော်ဆောင်နိုင်ဖို့အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း NUG ကကြေညာပါတယ်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းနေနဲ့လည်းအကြံဖတ်စစ်တပ်ရဲ့အခုလိုဆင်းရဲဆွေးမှုတွေကျူးလွန်နေပြီး လိန်ညာဝါရဖြန့်နေမှုတွေကိုအမှန်တိုင်းသိမြင်ကြပြီးအဆိုပါကျူးလွန်နေမှုတွေရပ်တန့်စေဖို့လက်တွေ့ကြတဲ့အရေးယူဖိအားပေးဆောင်ရွက်မှုတွေကိုပြုလုပ်ဖို့ NUG ကတိုက်တွန်းပါတယ်။မင်းအောင်လိုင်ဦးဆောင်တဲ့အကြံဖတ်စေအောင်စုရဲ့အမိန့်ပေးညွှန်ကြားချက်တွေနဲ့အကြံဖတ်လီဒါကမေလ12ရက်နေ့မနက်ပိုင်းစကိုင်းတိုင်းတပရင်မြို့နယ်အိုးတိန်တွင်ကျင်းရွာရှိစာတင်ကျောင်းကိုပုံကျဲတိုက်ခိုင်းခဲ့ရာကျောင်းသူကျောင်းသား22ဦးနဲ့ဆရာမ9ဦးတို့နေရာမှာပဲတည်ဆောက်ခဲ့ရပြီးတရာဦးကျော်ကလည်းပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ကြောင်းအိုးတိန်တွင်ကျင်းရွာစာတင်ကျောင်းကအမျိုးသားညီ ညညရဲ့အဆိုအရပညာရေးဝန်ကြီးဌာနမြို့နယ်ပညာရေးပုတ်ဖွဲ့ရေးစီမံကော်ကဲမှုအောက်မှာဖွင့်လှစ်ထားတဲ့အထက်တန်းကျောင်းတစ်ကျောင်းဖြစ်ကြောင်းသိရပါဗျာ။ အမျိုးသားညီညွတ်ရေးအစိုးရကဖွင့်လှစ်ထားတဲ့စာတင်ကြောင်းတွေကစစ်ကောင်စီတပ်တွေရဲ့တိုက်ခိုက်မှုတွေကြောင်းပုံမှန်ကြောင်းဖွင့်ခြင်းကြောင်းတက်ခြင်းအချိန်စရာတိုင်းတင်ကြားရခြင်းမျိုးမဟုတ်ဘဲအခြေအနေပေါ်မူတည်ပြီးဖွင့်လှစ်တင်ကြားနေရတာဖြစ်ပြီးအခုလေးကြောင်းတိုက်ခိုက်ခံရခြင်းရလေစစ်ရှောင်ရင်အတန်းနောက်ကျနေတဲ့ကြောင်းသူကြောင်းသားများအတွက်ဖြည့်ဆွဲအတန်းများဖွင့်လှစ်ပြီးစာတင်ကြားနေခြင်းဖြစ်ကြောင်း NUG ကထုတ်ပြန်ပါတယ်အလားတူမေလ17ရက်နေ့မှာအကြံဖက်စစ်တကရခိုင်ပြည်နယ်ရသိတောင်မြို့နယ်ထွန်းရွေးကြီးရွာဟောင်းကိုလေးကြောင်းမှပုံချင်းချရာကလေးငယ်များမိခင်များပါဝင်ပြီးသူ ဦးစစ်နှုတ်တင်ဆောင်ပြီး23ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့အတူမေလ12ရက်နေ့နဲ့မေလ23ရက်နေ့တွေမှာစကိုင်းတိုင်းမြင်းမှုမျိုးရှမ်းပြည်နယ်မန်တုံမျိုးမိုင်းငော့မျိုးနဲ့နောင်ချုံမျိုးမန္တလေးတိုင်းမိုးကုတ်မျိုးစကိုင်းတိုင်းဝက်လက်မျိုးနဲ့ရွှေဘုံမျိုးမှကျင်းရွာနှစ်ရွာပဲခူးတိုင်းရွှေချင်းမျိုးတို့မှလည်းလေကြောင်းမှပုံချဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးအရက်သားပြည်သူများတည်ဆောင်းခဲ့ကြောင်းသိရပါတယ်2023ခုနှစ်ဇန်နဝါရီလတရနေ့မှာ2025ခုနှစ်မေလ12ရက်နေ့တွင်အကျန်းဖက်စေအုပ်စုကရန်ကုန်နှင့်နေပြည်တော်ကလွယ်ပြီးကြံတိုင်းနယ်ပြည်နယ်73ခုမှာလေ ကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း2689ခုပြုလုပ်ခဲ့ပြီးအဆိုပါဖြစ်စဉ်များအတွင်ပြည်သူ3043ဦးသေဆုံးခဲ့ရကြောင်းသိရပါတယ်။အဆိုပါလေးချောင်းတိုက်ခိုက်မှုကြောင့်စာတင်ကျောင်း240ဆေးရုံစီကံ66ခုနဲ့ဘာသာရေးအဆောင် 435ခုပြည့်စည်ဆုံးရှုံးခဲ့ကြောင်းအကြံဖတ်စတက်ကအပြစ်ခန့်ရစိန်ကြီးညာချက်တွေကိုဟန်ပြထုတ်ပြန်ထားပြီးမြက်တွေမှာတော့လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုတွေလူအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုနှင်းစင်ရဆက်ဆိုသလိုကျူးလွန်လျက်ရှိကြောင်းသိရပါတယ်။ဒါပေမဲ့စစ်ကောင်စီကဒီလိုဆင်ရဆွေမှုတွေကိုမကျူးလွန်ရကြောင်းအကြံဖတ်စတက်ချုပ်ကင်ထားတဲ့နိုင်ငံပိုင်မီဒီယာတွေဖြစ်တဲ့ MRTB, MWD တို့မှတစင်းပြောင်ကြားကြညင်းဆန်တဲ့သတင်းများတွေထုတ်လွှင့်ပြီးဖြစ်စေစစ်တပ်လော်ဘီများစွာကိုငွေပေးသုံးပြုပြီးသတင်းတူများပုံဖြတ်ထားတဲ့အချက်လက် ်များဖြန့်ချီခြင်းဖြင့်ဖြစ်စေဖုံးကွယ်ရန်ကြိုးစားလျက်ရှိကြောင်းသိရပါသည်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အကြံဖက်စတဲ့ရဲ့လီကြောင်းတိုက်ခိုက်မှုတွေရတံပုံနဲ့အဆိုပါတိုက်ခိုက်မှုတွေအတွင်းပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းနိုင်ဖို့အတွက်နီးလန်းပေါင်းစုံအသုံးပြုပြီးအစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအန်ယူဂျီကကြေညာပါသည်ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီရဲ့မေလာစစ်ကန်ကိုတရက်ကျော်ကြာတိုက်ခိုက်ပြီးနောက်ထပ် KNU တိမ့်ပန့်ရရှိရဲ့ကြောင်းတင်ဆက်ပေးပါမယ်ခရင်ပြည်နယ် ထိုင်းမြန်မာနယ်စပ် KNU တပ်မခွနေနယ်မြေတွင်ရှိစစ်ကောင်စီရဲ့မဲလာစစ်ကံကိုတရဲကြော်ကြားတိုက်ခိုက်ပြီးရနောက် KNU သိမ်းပိုင်ရရှိသွားပြီဖြစ်ကြောင်း KNU သတင်းအရင်းမြစ်ကပြောပါရယ်မေလာ၁၄ရက်နေ့မနက်၄နာရီကျော်ချိန်စတင်ပြီးမဲလာစစ်တပ်စခန်းကို KNL ပူးပေါင်းတပ်တွေကဒရုန်းတွေနဲ့စတင်ပုံကျဲတိုက်ခိုက်ခဲ့ပြီးမြေပြင်မှာလည်းပိတ်ဆို့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းမေလာ၁၅ရက်နေ့ညပိုင်းမှာအဆိုပါစခန်းကိုအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းမေလာ၁၆ရက်နေ့မှာမေလာစခန်းမှထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ရဲ့အရာရှိနဲ့စစ်သားတွေကို လိုက်လံရှင်းလင်းလျက်ရှိကြောင်းသိရပါတယ်။တနည်းနဲ့တညာတိုက်တာမှစကန်ရပါပြီ။မေလစကန်ကိုပိတ်ဆို့ထားတာကတော့နှစ်လလောက်ရှိပြီးထွက်ပြေးတဲ့စကားစာရီကိုလိုက်ရှင်းနေတဲ့အသေးစိတ်ကိုတက်ဆိုင်ရာကထုတ်ပြန်ပါလိမ့်မယ်လို့ KNU စီရင်သတင်းရှင်းမြစ်ကအတည်ပြုပြောဆိုပါတယ်။